ခေခုချမ်းပိုက်ကတော့ကဘာဝချမ်းခန်းကြီးလေးစနစ်တစ်ဖြစ်ပါတယ်။ခန်းကြီး၄စနစ်တအငယ်၁မှ9ထို့နောက်နှစ်နှစ်လွန်သောအခါဖာရောမင်းသည်အိမ်မက်ကို မြင်မက်တီကမိမိသည်မျက်နှာ၌ရက်နေ၏။အစင်းလှ၍ဝတ်သောနွားခုနှစ်ကောင်တို့သည်မြစ်ထဲကထွက်၍မျက်နှာမှပေါက်သောမြက်ပင်ကိုစားလျက်နေကြ၏။ထိုနွားတို့နောက်မှအစင်းမလှပိန်သောနွားခုနှစ်ကောင်တို့သည် မြစ်ထဲကထွက်၍အရင်နွားတို့အနား၌ကမ်းပေါ်မှရပ်နေကြ၏အစင်းမလှပိန်သောနွားတို့သည်အစင်းလှ၍ဝါသောနွားခွန်ကောင်တို့ကိုကိုက်စားကြ၏ဖာရောမင်းလည်းနိုးလေ၏တပံအိပ်ပြန်၍အိမ်မက်ကိုမြင်မြင့်ပြန်ဒီကအလုံးကြီး၍ကောင်းသောစပားခွန်နှံတို့သည်စပားတပင်ဤ၌ဖြစ်ကြ၏ထိုနောက်မှအလုံးသေး၍ အရှိလေဖြင့်ပြက်သောစပါခွန်နန်တို့သည်ပေါကြ၏အလုံးသေးသောစပါခွန်နန်တို့သည်အလုံးကြီး၍ကောင်းသောစပါခွန်နန်တို့ကိုစားကြ၏ဖာယောမင်းလည်းနိုး၍အိမ်မက်ဖြစ်သည်ကိုတိလေ၏အငယ်၈မှ၃နန်း내အချိန်ရောက်သောအခါဖာရောမင်းသည်စိတ်ပူပန်၍အေဂုတုဘေဒင်တက်ပညာရှိအပေါင်းတို့ကိုခေါ်၍ အိမ်မက်တော်ကိုပြန်ကြတော်မူ၏သို့တော်လေရှေ့တော်၌အ내ကိုဖတ်နိုင်သူတယောက်မျှမရှိထိုအခါဖလားတော်ဝန်ကကျွန်တော်ဒီကိုအပြစ်ကိုယနေ့အောင်းမေ့ပါ၏ဖာရောဘီန်ဒီကျွန်တော်နှင့်စားတော်ဝန်ကိုအမျက်ထွက်၍ကိုရံတော်မူအိမ်၌ချုပ်ထားတော်မူသောအခါကျွန်တော်တို့နှစ်ယောက်သည်အတီးတီးမိမိတို့ကိုစီဆိုင်သောအ내နှင့်ပြေဆုံးသောအိမ်မက်ကိုတညချင်းတွင်မြင်မက်ကြပါ၏ ကျွန်တော်တို့၌ကိုရံတော်မူဤကျွန်ဟေပြဲလူလင်တယောက်ရှိ၏ထိုသူအားကျွန်တော်တို့သည်ကြားပြော၍သူသည်အိမ်မက်၏အ내ကိုဖတ်ပါ၏တယောက်စီမြင်မက်သည့်အတိုင်းဖတ်ပါ၏ဖတ်သည့်အတိုင်းလည်းမှန်ပါ၏ကျွန်တော်သည်အရင်အရာကိုရပြန်၍စားတော်ဝန်မူကားဆွဲထားခြင်းကိုခံရပါသည်ဟုလျှောက်လေ၏အငယ်၁၄မှ၂၄ ထိုအခါပါရောမင်းသည်လူကိုဆေလွတ်၍ယောသကိုခေါ်တော်မူ၏ယောသသည်ထောင်ထဲကအလျင်မြန်ထွက်ရ၍မုတ်ဆိတ်ညက်ချင်းအဝတ်လဲခြင်းကိုပြုပြီးမှအထံတော်သို့ဝင်ရ၏ပါရောမင်းကလည်းငါသည်အိမ်မက်ကိုမြင်မက်ပြီးအ내ကိုအဘဲသူမျှမဖတ်နိုင်တင်းသည်အိမ်မက်ကိုနားလေသောညံနှင့်အ내ဖတ်နိုင်သည်ကိုငါကြားရပြီဟုဆို၏ ယောသကလည်းကျွန်တော်ဒီအလိုအလျောက်မတတ်နိုင်ပါဘုရားသခင်ဒီမင်္ဂလာအဖြေစကားကိုဖာရောဘင်အားပြီးတော်မူပါစေတော်ဟုပြောလေ၏ဖာရောမင်းကလည်းငါမြင်မဲ့ဒီမှာမြင်နား၌ငါရက်နေ၏အစင်းလှ၍ဝါသောနွားခုနကောင်တို့သည် မြစ်ထဲကထွက်၍မြင်နားမှာပေါက်သောမြစ်ပင်ကို စားလျက်နေကြ၏ထိုနွားတို့နောက်မှအစင်းမလား ပိန်ကြုံသောနွားခုနှစ်ကောင်တို့သည် ထွက်လာကြ၏ထိုမြတ်လောက်အယုတ်ဆိုးသောနွားတို့ကိုအဲဂုတ်တူပြည်တလျှောက်လုံးတွင်တခါမျှမမြင်ရစဘူးအစင်းမလပိန်သောနွားတို့သည်ဝါသောအရင်နွားခုနှစ်ကောင်တို့ကိုကိုက်စားကြ၏စားပြီးသောနောက်စားမန်းကိုအဘဲသူမျှမတိရအရင်ကဲ့သို့အယုတ်ဆိုးသည်၏ငါလဲနို၏တပံငါမြင်မဲ့ပြန်ဒီကအလုံးကြီး၍ ကောင်းသောစပါးခုနှစ်နံတို့သည်စပါးသည်ပင်ဤ၌ဖြစ်ကြ၏ထို့နောက်မှညှိုးနှွမ်းလျက်အလုံးသေး၍အရှိလီဖြင့်ပြတ်သောစပါးခုနှစ်နံတို့သည်ပေါက်ကြ၏အလုံးသေးသောစပါးနှံတို့သည်ကောင်းသောစပါးခုနှစ်နံတို့ကိုစားကြ၏ထိုအိမ်မက်ကိုဘေးဒင်တက်တို့အားငါကြားပြော၍အ내ကိုအဘဲသူမြတ်မဖတ်နိုင်ဟုယောသအားပြောဆိုတော်မူ၏ အငယ်25မှ36ယောသကလည်းဖာယောဘင် မြေမက်တော်မူသောအိမက်ကတပါးဒီဖြစ်ပါ၏ဖျားသခင်ပြုလက်တန်သောအမှုကိုဖာရောဘင်အားပြတော်မူပြီးကောင်းသောနွားခုနှစ်ကောင်တို့သည်ခုနှစ်နှစ်ဖြစ်ပါ၏ကောင်းသောစပါးခုနှစ်နှံတို့သည်လည်းခုနှစ်နှစ်ဖြစ်ပါ၏အိမက်တော်ကတပါးဒီဖြစ်ပါ၏ထိုနွားတို့နောက်ထွက်လာသောနွား ပင်၍အယုတ်ဆိုးသောနွားခုနှစ်ကောင်တို့သည်ခုနှစ်နှစ်ဖြစ်ပါ၏အရှိလေဖြင့်ပြတ်သောစပန်းဖြင့်ခုနှစ်နှံတို့သည်လည်းအစာခေါင်းမသောခုနှစ်နှစ်ဖြစ်ပါ၏ဖာရောဘင်အားကျွန်တော်လျှောက်လိုသော အရာဟုမူကားဘုရားသခင်ပြုလက်တန်သော အမှုကိုဖာရောဘင်အားပြတော်မူ၏အေဂရုပြည်တလျှောက်လုံးတွင်ဝါပြောသောနှစ်ခုနှစ်နှစ်ရှိလိမ့်မည်ထို့နောက်မှအစာခေါင်းမသောနှစ်ခုနှစ်နှစ် ပေါ်လာ၍အေဂရုပြည်၌အလုံးစုံသောဝတ်ပြောခြင်းသည်တိမ်မြုပ်လျက် အစာခေါင်းမခြင်းအပြင်တပြည်လုံးပြက်စီးလိမ့်မည် အစာခေါင်းမခြင်းသည်အလွန်အာချီးသောကြောင့်အရင်ဝတ်ပြောခြင်း၏လက္ခဏာမထင်ရဖာရောဘီန်သည်ထက်၍အိမ်မက်မြင်ရသည့်အရာမှထိုအမှုကိုဖျားသခင်မြဲမြံခိုင်ခန့်စေ၍အလျင်မြန်စီရင်တော်မူလိမ့်မည်တို့ဖြစ်၍ဖာရောဘီန်သည် ဉာဏ်ပညာနှင့်ပြည့်စုံသောသူကိုရွေးချယ်၍အေဂုတုပြည်ကိုအုပ်ဆိုးစေတော်မူပါခံထားတော်မူသောသူသည်လည်းတပြည်လုံး၌အကြီးအကျက်တို့ကို ခံထား၍ဝါပြောသောနှင့်ခုနှစ်ပတ်လုံးတပြည်လုံးတွင်ငားဖို့တဖို့ကောက်ယူကြပါစေထိုသူတို့သည် ဖြစ်လက်တန်သော မင်္ဂလာနှစ်တို့တွင်ရိတ်ခါရှိသည်များကိုဆုယုံ၍ဘာရောဘရင်ထံတော်၌စပါးများကို စီးပူးကြပါစေ မြို့များ၌လည်းဈေခါကိုတူထားကြပါစေတို့ဖြစ်၍အေဂုတုပြည်၌အစာခေါင်းပါသောနှစ်ခုနှစ်နှစ်ရောက်သောအခါပြည်သူပြည်သားစားเสียဖို့တူထားလျက်ရှိနှင့်၍အစာခေါင်းပါသောကာလတွင်ပြည်တော်မပြည့်ရဟုဖာရောမင်းအားလျှောက်လေ၏ငွေ39မှ45 ထိုသို့ယောသလျှောက်သောစကားကို ဖာရောမင်းအဆရှိသော ကျွန်တော်မျိုးအပေါင်းတို့သည်နှစ်သက်ကြ၍ဖာရောမင်းကဗျာဒခိဤဝိညာဉ်တော်ကိုရ၍ဤကဲ့သို့သောသူကိုအပေမှရှာ၍တွေ့မည်နည်းဟု ကျွန်တော်မျိုးတို့အားမိန်တော်မူ၏ယောသအားလည်းဗျာဒခင်သည်ဤအမှုအလုံးစုံတို့ကိုတင့်အားပြတော်မူသည်ဖြစ်၍တင့်ကဲ့သို့ဉာဏ်ပညာနှင့် ပြည့်စုံသောသူမရှိတင်သည်နန်းတော်အုပ်ဖြစ်ရမည် သင်စကားတိုင်းငါဤပြည်သားအပေါင်းတို့ကိုငါစီရင်စေမည်ရာဇပလင်အဖျင်သာငါသည်တင့်ထက်ကြီးမြတ်မည်ဟုမိန်တော်မူ၏တဖန်ကြည့်ပါအေဂရုပြည်တပြည်လုံးကိုတင်အုပ်ဆိုးစေခြင်းဟာငါခံထားပြီဟုယောသအားမိန်တော်မူလျက်လက်စွပ်တော်ကိုချွေ၍ယောသလက်၌ဆွတ်စေတော်မူ၏ပိတ်ချောအုပ်ကိုလည်းဝတ်စေ၍လေပင်၌ရွှေစလဲကိုဆွဲပြီးလျှင် ဒုတိယယထာတော်ကို စီးစေတော်မူ၏ပြတ်ဝွေ၍နေကြဟု သူရှိမှဟစ်ကြ၏ထို့သောလျှင်အဂရုပြည်တပြည်လုံးကို အုပ်ဆိုးစေတော်မူ၏ဖာရောမင်းကလည်းငါသည်ဖာရောဘီင်မှန်၏တို့ဖြစ်၍တင်းအခွင့်မရှိလျင်အဂရုပြည်တလျှောက်လုံးတွင်အဘယ်သူမျှမိမိလက်ခြေကိုမကြွရဟု မိန်တော်မူ၏ဖာရောမင်းသည်လည်းဇာဖနာတဖနာဒီဟုသော ဘွဲ့နာမနှင့်ယောသကိုချီးမြှောက်၍ဩနာမျိုး၏ယေဘရဟိပောတိပေရိုက်သမီအာတနတ်နှင့်ဆုံဖက်စေတော်မူ၏ထို့သောယောသသည်အေဂုထုနိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ၏ငယ်56မှ59ယောသသည်အေဂုထုရှင်ပြန်ဖာရောမင်းထံ၌အခွင့်ရသောအခါအသက်အနှစ်30ရှိသည် အထံတော်ကထွက်၍အေဂုတုပြည်တလျှောက်လုံးသို့တောလေ၏။ဝါပြောသောနှစ်ခုနှစ်ပတ်လုံးမြေအတိနှံတို့သည် အလွန်များပြားကြ၏။ခုနှစ်ပတ်လုံးအေဂုတုပြည်တွင် ရှိသမျှသောရိတ်ခါကိုစုယုံ၍မြို့တို့၌တူထားလေ၏။မြို့ပဝန်းကျင်လေတို့၌ရသောရိတ်ခါကိုမြို့အတိအသီးတို့တွင်တူထားလေ၏။စဘာကိုကား မုတ်တရားတဲလုံးနှင့်အမြအလွန်များစွာဆုထား၍မရေတွက်နိုင်အောင် များသောကြောင့်မရေတွက်ဖဲနေတည်းအငယ်90မှ59အစာခုံးပါသောနှစ်မရောက်မီယောသတိဩနာမျိုး၏ယေပရောဟိတ်ပောတိပေရဤသမီးအာတနတ်တွင်တားနှစ်ယောက်တို့ကိုမြင်ရ၏တားဥကိုကမနာရှေအမိဖြင့်မှဲ့လေ၏ အကြောင်းမူကားငါခံရသမျှသောပင်မန်းခြင်းနှင့်ငါဖ ayi အိမ်သားအပေါင်းတို့ကိုငါမေ့စေခြင်းဟာဘုရားသခင်ပြုတော်မူပြီဟုဆိုသည်နောက်ရသောသားကိုကအေဖရိအမိဖြင့်မှဲ့လေ၏အကြောင်းမူကားဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ငါကို ပွားများစေတော်မူပြီဟု ဆိုသည်ထို့နောက်အေဂုတုပြည်၌ဝတ်ပြောသောနှစ်ခုနှစ်ကုန်လေ၏ ယောသပြောသည့်အတိုင်းအစာခေါင်းပါသောနှစ်တို့သည်ရောက်ဆရှိ၏ထိုအခါခတ်သိမ်းသောပြည်တို့၌အစာခေါင်းပါခြင်းရှိတော်လေအေဂုတ်တုပြည်၌ဆန်းစပါရှိသေး၏နောက်တဖန်အေဂုတ်တုပြည်သူပြည်သားအပေါင်းတို့သည်မုတ်တိတ်သောအခါစားစရာကိုရပါမည်အကြောင်းဖာရောမင်းထံ၌ကြွေးကြော်ကြ၏ဖာရောမင်းကလည်းယောသထံသို့တွားကြ သူစီရင်သည့်အတိုင်းပြုကြဟုအေဂုတ်ထုပြည်သူပြည်သားအပေါင်းတို့ကို မိန့်တော်မူ၏မြေပြင်တလျှောက်လုံး၌အစာခေါင်းမသောအခါယောသတ်သည်စပကြီးရှိသမျှတို့ကို ဖွင့်၍အေဂုတ်ထုလူတို့အားရောင်းလေ၏ထိုအခါအေဂုတ်ထုပြည်၌အစဉ်အတိုင်းအစာခေါင်းမသည်ခတ်သိမ်းသောပြည်တို့၌လည်းအလုံးအစာခေါင်းမသောကြောင့် အတီအတီသောပြည်သားတို့သည်စပါးကိုဝယ်ခြင်းဟာအဲဂုတ်တို့ပြည်ယောသထံသို့လာရောက်ကြ၏ Okay now 10 by မှာပြင်သွေးကြမယ် bye bye